မင်္ဂလာပါဆစ်ဆက်ကနေကျေးဇူးလိုက်ပါတယ်ဒီနေ့ပြပြပေးသွားမယ့်အကြောင်းအရာလေးကတော့လူပေါင်း39ဦးကိုတိဆုံးစေခဲ့ပြီးတော့အယောက်100ကျော်ကိုချိတ်ခိုက်တန်ရာရစေခဲ့တဲ့စားကြံပြည်နယ်ကမင်္ဂလာဆောင်ဘုံပေါက်ကွဲမှုအကြောင်းကို ပြပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဇလန်းလေးကိုဆက်လိုက်ကြရအောင်နော်2000ခုနှစ်မတ်လ29ရက်နေ့မှာ စမ်းရှင်းပြည်နယ်ရှော့ကျိုးမြို့မှာရှိတဲ့စားကျက်ရွာလေးမှာနေထိုင်ခဲ့တဲ့မြို့တန်ချင်းဆိုတဲ့ဒီရွာသားတစ်ယောက်က သူ့ရဲ့သမီးနှစ်ယောက်ရဲ့အကြောင်းကိုတွားခဲ့ပြီးတော့နေ့လယ်စာကိုအိမ်မှာပြန်မစားရန်ပြီးတော့အဖွားရဲ့အိမ်မှာပဲမဖြစ်မနေတွားစားဖို့နဲ့ဒီနေ့ကြောက်နေတဲ့ဒီမြို့မျိုးရိုးမိသားစုကလုပ်တဲ့မင်္ဂလာဆောင်ပွဲကို လုံးဝမတက်ဖို့ကိုသူ့သမီးနှစ်ယောက်ကိုသူကတပြောခဲ့တယ် ဆိုဒီလိုလာပြောတာက၃ချိန်မြောက်ဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်သူ့သမီးတွေကလည်းစိတ်မရှိခြင်းတလို့ဖြစ်လာတယ်။သူ့အဖေကဒီရက်မှာကိစ္စအကြီးကြီးတစ်ခုကိုလုပ်တော့မှဖြစ်တဲ့အတွက်ကြောင့်သူ့သမီးမြောက်ကိုဒီလိုလာပြောတယ်ဆိုတာကိုနောက်ပိုင်းမှဒီသမီးမြောက်ကသိရှိသွားခဲ့တယ်။စားကျင်ရွာဆိုလို့ရှိရင်မြို့မျိုးရိုးနဲ့မိသားစုတွေနေထိုင်ကြတဲ့ရွာဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီ မနက်10:15နာရီ15မိနစ်ရောက်တဲ့အခါမှာဒီလျို့မီသားစုရဲ့တားမင်္ဂလာဆောင်မှုအတွက်ကို သူတို့ရဲ့အိမ်မှာသူတို့ကပွဲပြင်ဆင်ဖို့တွေပြုလုပ်ကြရတယ်ပေါ့ဆိုတော့2000ခုနှစ်နောက်ပိုင်းမှာဆိုလို့ရှိရင်ကျင်းလက်နေပြည်သူတွေအတွက်ကပေါ့နော်တခြားတခြားအိမ်ရဲ့ပေါ့နော်မင်္ဂလာဆောင်ပွဲကိုတွားကြည့်ရတဲ့ ာကသူတို့အတွက်ကိုပျော်စရာကောင်းတဲ့အလေးတစ်ခုဖြစ်ခဲ့တယ်ဆိုတော့သတို့သမီးရောက်မလာခင်မှာပဲဒီပွဲကိုကြည့်ရှုဖို့အတွက်ဆိုပြီးတော့လူပေါင်းအယောက်100ကျော်ကဂျွာလန်းမာကြီးရဲ့လစ်လက်နေတဲ့နေရာတစ်ခုမှာဆိုလို့ရှိရင်သူတို့တွေကစူဝေးရောက်ရှိနေပြီးတော့အဲ့လိုစကားစမြည်ပြောရင်းနဲ့ရီရီမောမောနဲ့သူတို့ကသတို့သမီးအလာကိုစောင့်နေကြတယ်ပေါ့နော် အဲ့ဒီအချိန်မှာပဲသူတို့ရဲ့ရှီကိုနိုင်လုံးအိတ်ပေါင်းများစွာတင်ဆောင်လာတဲ့ရှေးတစင်းကိုတွန်းလာတဲ့ဒီမြို့ကြမ်းကျင်းကိုသူတို့ကတွေ့လိုက်ကြတယ်ဆိုတော့ ဒီလီယိုနဲ့ဒီရွာသူရွာသားတွေက စကားမပြောတာက လာပေါင်းများစွာတာနေပြီးဖြစ်တဲ့အတွက်ကြောင့်ရွာသားတွေကလည်းသူ့ကိုအဲ့လောက်ကြီးဂယုမဆိုင်ပဲဟိလူရှုထားကြတယ်။ဆိုတော့ဒီရွာသားတွေရဲ့လိလူရှုမှုကလည်းဒီလီယိုအတွက်ကိုပိုကောင်းသွားပြီးတော့သူကဒီလဲကိုဒီလူတွေရှိတဲ့နေရာအခြေကိုသူကတွန်းလာခဲ့တယ်။ ဆိုတော့လူအုံနားရောက်တဲ့အခါမှာ तू ကသူ့ရဲ့လှဲကိုလူအုပ်ရဲ့ဘေးနားမှာရက်လိုက်တယ်ရက်လိုက်ပြီးတော့လဲ तू ကခုံတလုံးယူပြီးတော့အဲ့ဒီလှဲရဲ့ဘေးနားမှာထိုင်လိုက်တယ်ဒါပေမဲ့မင်းနဲ့အနှဲငယ်ကြာတဲ့အခါမှာဆိုလို့ရှိရင်လျို့တွန်းလာတဲ့လှဲကနေပြီးတော့ရုတ်ချင်းဆိုသလိုပဲကျေလောင်နဲ့ပောက်ကွဲတန်နဲ့အတူလှဲကရုတ်တရက်ပောက်ကွဲထွက်သွားခဲ့တယ်ဆိုတော့ ီဘက်တရုတ်ပြည်မှာဆိုလို့ရှိရင်သူတို့တွေရဲ့ရိုးရာသူတို့တွေရဲ့ delay ထုံးစံအရာပေါ့နော်သူတို့ကကြော်စရာပဲရှိရှိဝမ်းနေစရာဖြစ်ဖြစ်သူတို့ကအဲ့ဗျာအိုးဖောက်တဲ့အလေးရှိရယ်ပေါ့နော်အလေးထုံးစံရှိတယ်ဆိုတော့ဒီတန်ဝန်ကြားတဲ့အခါမှာအင်းရဲ့အနောက်ဘက်မှာဒီမင်္ဂလာပွဲကိုဒီပကံနေဆေးဖို့လာကူဖို့အတွက်ဆိုပြီးတော့ရောက်လာတဲ့လျို့ဖူးဆိုတဲ့အသက်၁၈နှစ်အရွယ်ဒီကောင်မလေးကဒီ ပောက်ကွဲပန်ကြတဲ့အခါမှာသူ့ရဲ့စိတ်ထဲမှာကသရိုးသမီးရောက်လာပြီးမူလို့ကြိုဆိုတဲ့အတန်လို့ तू ကထင်ပြီးတော့အိမ်အရှိကို तू ကအပြေးလွှားနဲ့တွားကြည့်လိုက်တယ်ဒါပေမဲ့ तू မမျော်လင့်ထားတာက तू မြို့မြင်လိုက်ရတဲ့မြင်ကွင်းဟာဆိုလို့ရှိရင်အော်အလောင်းတွေသွေးတွေနဲ့ဖုံးလန်းနေပြီးတော့လူတချို့ကလုံးဝကြောက်လန့်တကြားထွက်ပြေးနေတဲ့ဟာကို तू ကမြင်လိုက်ရတဲ့အခါမှာ तू ကလုံးဝကိုအန်ထွက်မတက်ကို तू ကကြောက်လန့်သွားခဲ့ပေမဲ့လည်း तू ကသူ့အဖေကိုချက်ချင်းတတိယသွားခဲ့တယ် အဲ့ဒါနဲ့သူကလူအုပ်ကြားတွေကိုပြေးပြီးတော့သူ့ရဲ့အဖေကိုသူလိုက်ရှာတဲ့အခါမှာကံကောင်းထောက်မှစွာနဲ့ပဲသူ့ရဲ့အဖေကဒီလူကြားထဲမှာပေါ့နော်သူပြေးသွားနေတဲ့လူကြားထဲမှာခြေထောက်တစ်ဖက်ကတော့ဆုံးရှုံးနေပေမဲ့အသက်ကတော့ရှင်နေသေးတာကိုသူတွေ့ရှိခဲ့လိုက်တယ်ဆိုတော့ညှို့ဖူးနဲ့ရှင်လို့ရှင်ကြတော့ဒီညှို့ရီရှိဆိုတဲ့တယောက်ကတော့အခြေအနေတော်တော်ဆိုးခဲ့တယ်သူ့ရဲ့အိမ်ကဆိုလို့ရှင် ဒီပောက်ကွဲမှုနဲ့90မီတာအကွာအဝေးမှာရှိတယ်ပြီးတော့ဒီပောက်ကွဲမှုမဆခင်မှာဆိုရင်သူ့ရဲ့ဇနီးနဲ့သမီးလေးဟာဆိုလို့ရှိရင်ဒီမင်္ဂလာပွဲကိုကြည့်ဖို့အတွက်ဒီပွဲခင်းနေပေါ့နော်ဒီအရောက်တရားနဲ့အတူတူဒီမှာစောက်ပြီးတော့ကြည့်နေခဲ့တယ်ဆိုတော့သူကလည်းပောက်ကွဲဆိုင်ကြကြချင်းပေါ့နော်သူ့ရဲ့ဇနီးကိုလိုက်ရှာတဲ့အခါမှာတော့သူ့ရဲ့ဇနီးကဒီသူ့ရိုင်ထဲမှာလုံးဝလဲနေပြီးတော့အသက်ကိုမနှဲရှူရှိုက်နေရတာကိုသူကတွေ့ရှိခဲ့ပြီးတော့နောက်ပိုင်းမှာသူ့ရဲ့လက်ပေါ်မှာပဲသူ့ရဲ့ဇနီးက သေဆုံးသွားခဲ့တယ်။နောက်ပိုင်းစရင်တွေအရဆိုရင်လူ80ကျော်ကဒဏ်ရာရခဲ့ပြီးတော့25ယောက်ကဒီပောက်ကွဲမှု ဖြစ်တဲ့နေရာမှာပဲတည်ဆုံသွားခဲ့တယ်။ဒံယာရသူတွေထဲကမှ14ယောက်ကဆိုလို့ရှိရင်သူတို့ကိုကယ်တင်ဖို့အတွက်အသေးအံစ조사ခဲ့ပေမဲ့လည်းနောက်ဆုံးမှာတော့စစ်ရုံမှာတည်ဆုံသွားခဲ့တယ်။ဒီရွာသားတွေထဲမှာဆိုရင်အစိုးဆုံးကမြို့သားမိသားစုဖြစ်ပြီးတော့မိသားစုမှာဆိုလို့ရှိရင်အရွယ်ရောက်ပြီးသူ10ဦးနဲ့သူ့ရဲ့ချွေးမတအူတည်ဆုံသွားခဲ့ပြီးတော့အထောက်ခဏဦးကဒံယာရရှိခဲ့တယ်။ဆိုတော့ဒီပွဲမှာစုစုပေါင်း39ဦးအားတည်ဆုံခဲ့တယ်။ ဘုံပေါက်ကွဲမှုကိုတိတိကျင်းပဲရဲရီယာလည်းချက်ချင်းဆိုသလိုရောက်လာပြီးတော့စုံစမ်းစစ်ဆေးမှုတွေသူတို့ကစလုပ်ခဲ့တယ်။စုံစမ်းစစ်ဆေးမှုတွေရဲ့ရလည်းအရဆိုလို့ရှိရင်မြို့ကျန်းချင်းကဆိုလို့ရှိရင်အနည်းဆုံး40ကနေ50 kg ရှိတဲ့လက်လုံပုံကိုအသုံးပြုခဲ့တယ်။ဆိုတော့ဒါကကြိုတင်ပြင်ဆင်ထားတယ်ဆိုတာကိုသိတာထင်ရှားနေခဲ့တယ်။ဆိုတော့ဘာလို့သူဒီလိုမျိုးပေါက်ကွဲမှုလုပ်လဲဆိုတဲ့အကြောင်းရင်းကိုရှာလိုက်တဲ့အခါမှာအဖေအယံကိုပြောရှင်းခဲ့တယ်။သူကဒီရွာ သားတွေရဲ့ရှောင်ပြောင်မှုကိုငယ်စဉ်အချိန်ကလေးကခံခဲ့ရလို့ဖြစ်တယ်။ဝူရံလို့နာမည်ပြောင်ရှိရဲ့ဒီမြို့ချမ်းကျင်းဟာဆိုလို့ရှိရင်ငယ်စဉ်ကလေးကဖခင်ဖြစ်သူကိုဆုံးရှုံးခဲ့ရတယ်။သူ့ရဲ့အမေဖြစ်သူက သူ့နဲ့သူ့ညီမလေးတွေကိုတကူတည်းပြုစုပျိုးထောင်ပေးခဲ့တယ်။ သူနဲ့သူညီမလေးတွေကငယ်စဉ်အချိန်ကတည်းကဒီရွာသားတွေရှိရနေပြီးတော့အနိုင်ကျင့်မှုကို သူက ခံခဲ့ရတယ်။သူကအဲ့လိုမျိုးအနိုင်ကျင့်မှုအများအားဘူးလင်းလို့ခံခဲ့ရတဲ့အခါကျတော့ဒီမြို့တန်းချင်းကဆိုလို့ရှိရင်အနစ်အေးပြီးတော့တစ်စိတ်နေတက်တဲ့လူတယောက်သူက ဖြစ်လာခဲ့။သူ့ကိုဆိုရင်ခလေးတေးသေးလေးကအစအသက်ကြီးတဲ့အမျိုးသမီးတွေအစုံ အနိုင်ကျင့်လို့ရတဲ့လူတယောက်အနေနဲ့ပဲလူတိုင်းကသူ့ကိုဆက်ဆံခဲ့တယ်။စားကျက်ရွာမှာဆိုလို့ရှိရင်သူကမိုင်းတွင်းရှိတယ်။ရှော့ကျိုးမြို့မှာဆိုလို့ရှိရင်ဒီရွာက အချမ်းသာဆုံးသောမြို့ထဲမှာတစ်ခုပါဝင်တယ်။ဒါပေမဲ့လည်းဒီရွာရဲ့ချမ်းသာမှုက လူကြမ်းကျင့်လို့နဲ့တော့ဘာမှမသက်ဆိုင်ခဲ့ဘူး။ဒီရွာမှာမိုင်းတွင်းနဲ့အများကြီးရှိရှိခဲ့ပေမဲ့လည်းသူကတော့ဒီ warehouse ပေါ့ဒီကိုရောင်မှာပဲအလုပ်လုပ်ရတဲ့အတွက်ကြောင့် သူ့ရဲ့တနစ်စာပြမဝင်ငွေကဘလောက်မှမရခဲ့ဘူးအဲ့ဒီခေရဲ့အမျိုးသားတယောက်ရဲ့အဓိကပူပန်မှုကဘာလဲဆိုရင်အိမ်အောင်ပြုဖို့နဲ့တာသမီရရှိဖို့ဖြစ်တယ်ဆိုတော့သူ့မိသားစုကအရင်ဆင်းရဲတဲ့အတွက်ကြောင့်သူကမိသားစုကိုထောက်ပံ့ဖို့အတွက်ကိုအသက်30ကျော်အထိကိုသူကအလုပ်လုပ်ခဲ့ရပြီးတော့ single ဘဝနဲ့သူကနေထိုင်ခဲ့ရတယ် ဆိုတော့နောက်ပိုင်းမှာ तू อ่ะအိမ်အောင်ပြုတ်ဖို့အတွက်ဆိုပြီးတော့ပတ်စံဆူတယ်ပတ်စံဆူပြီးတော့ तू อ่ะအိမ်အောင်ပြုတ်ဖို့အမျိုးသမီးရှာတဲ့အခါမှာဒီမိုင်းတွင်းမှာပဲအလုံလုံတဲ့လိမျိုးရိုးနာမည်နဲ့အမျိုးသမီးကို तू ကတွေ့ခဲ့ရဒီလိအမျိုးသမီးอ่ะဆိုလို့ရှိရင်လည်း ရုပ်ရည်ကအတင်တင်ရှိတယ်ဒါပေမဲ့သူ့မိသားစုကလည်းဆင်းရဲရယ်ဆိုတော့ဒီလီယိုကသူ့စဉ်းစားလိုက်တာသူ့နဲ့အဲအချင်းနေချင်းကိုက်ညီတယ်သူ့ညီမှုရှိတယ်လို့သူကဆုံးဖြတ်လိုက်တယ်ဆုံးဖြတ်လိုက်ပြီးတော့၃လကြာချင်းတွေ့မှုပြီးမှတော့သူတို့နှစ်ယောက်ကလက်ထပ်လိုက်တယ်လက်ထပ်ပြီးရဲ့နောက်မှာလဲရွာသားတွေကသူ့ကိုလှောင်ပြောင်ကဲ့ရဲခဲ့ကြတယ် ဘာလို့လဲဆိုတော့တူယူလိုက်တဲ့လိအမျိုးသမီးကမိမကောင်းတဲ့ယောက်မဟုတ်ဘူးဆိုတာကိုသူကနောက်ပိုင်းမှာသိလာရလို့ဖြစ်လိအမျိုးသမီးအားဆိုလို့ရှိရင်ငယ်စဉ်ကတည်းကဒီရွာမှာရှိတဲ့ရွာသားတွေတော်တော်များများနဲ့အိတ်ဖူးတယ်ဆိုတဲ့ကောလာဟာလာတွေအများကြီးရှိခဲ့တယ်။တစ်ချိန်မှာဆိုလို့ရှိရင်သူကိုယ်တိုင်ကဒီသူ့အမျိုးသမီးဖြစ်တဲ့လိအမျိုးသမီးကတခြားရွာသားတယောက်နဲ့ အိတ်နေတာကိုသူကိုယ်တိုင်လက်ပူးလက်ကျမိခဲ့ပြီးတော့အဲ့အချိန်မှာလဲသူကရန်ကိုအန်အော်ပြီးတုံ့နှုတ်ခဲ့ရတယ်ဒီနေ့အမျိုးသမီးအားဆိုလို့ရှိရင်သူ့ရဲ့အတိတ်ပေါ့နော်မကောင်းတဲ့အတိတ်တွေကိုဒီရွာမှာရှိတဲ့လူတော်တော်များများသိပေးမယ်ဒီ ညို့ကြံချင်းကကြတော့ယူတာပြီးတော့သူ့ဟာသူ့အနစ်အိပ်ပြီးတိတ်ဆိတ်တဲ့လူတယောက်ဖြစ်တဲ့ကြောင့်သူ့ရဲ့နောက်ကြောင်ဘာမှမသိတဲ့အတွက်ကြောင့်သူလှုပ်ချင်တိုင်းလှုပ်လို့ရမယ်ဆိုပြီးတော့ဒီလျို့ကသူ့ကိုလက်ထပ်ဖို့တောင်းဆိုတဲ့အခါမှာယူတာတဲ့လျို့ကိုသူကလက်ထပ်ဖို့ရွေးချယ်လိုက်တယ်ပထမတော့လျို့ကသူ့ကိုဒီလိုမျိုးလှောင်ပြောင်တာတွေအတင်းပြောတာတွေကိုသူကဂရုမစိုက်ခဲ့ဘူးသူ့ရဲ့စိတ်ထဲမှာတော့သူ့ရဲ့အမျိုးသမီးကအိမ်နောက်ကြပြီးွားလို့ရှိရင်သူ့မိမပြောင်းလဲသွားမှာပါလို့သူကယုံကြည်ခဲ့တယ်ဒါပေမဲ့ ဲ့လေလူရဲ့ဗီဇကပြောင်းလဲဖို့ခက်တယ်ဆိုတဲ့အတိုင်းသူ့ရဲ့အမျိုးသမီးကတော့သူ့အပေါ်ကိုသစ္စာမရှိခဲ့ဘူးသူတို့အိမ်အောင်ကြပြီးပထမနှစ်မှာပဲလိအမျိုးသမီးကအိမ်ကနေနှစ်ကြိမ်တိုင်တိုင်ထွက်ပြေးခဲ့တယ်အဲ့ထွက်ပြေးတဲ့အတော်အတွင်းမှာလဲသူ့မရဲ့အဖေဖြစ်သူကသူ့ကိုခေါ်ပြီးတော့ပြန်လာပို့ခဲ့တယ်အဲ့လိုနဲ့ဒုတိယအကြိမ်ထွက်ပြေးပြီးတဲ့အခါမှာတော့လက်အမျိုးသမီးဟာအနှဲငယ်ချိန်ငယ်သာပြူလာတယ်။သူကခဏတာအနေထိုင်ဆင်ကျင်ခဲ့ပြီးတော့သူတို့လင်မယားဆက်ဆံရေးကပုံ ပို့ပြီးတော့အရင်ကထပ်ပို့ပြီးတော့ကောင်းမွန်လာခဲ့တယ်ပြီးတော့သူတို့မှာသမီးလေးနှစ်ယောက်ရှိလာခဲ့တယ်ဒါပေမဲ့လည်းနှစ်နှစ်လောက်ကြာလာတဲ့အခါမှာတော့သူမကနောက်တစ်ကြိမ်ထပ်ပြီးတော့ရွာမှာရှိတဲ့အခြားရွာသားတစ်ယောက်နဲ့ပျောပီထပ်ပြီးလုခဲ့တယ်ပြီးတော့သားလေးတစ်ယောက်မွေးဖွားခဲ့တယ်ဆိုတော့တားလေးမွေးလာတဲ့အခါမှာလဲရွာသားတွေကသူ့ကိုထပ်ပြီးတော့လှောင်ပြောင်ပြီးတယောခေးကြတယ်။ဘာလို့လဲဆိုတော့အဲ့ဒီတားလေးက သူ့နဲ့ရုပ်ချင်းမစင်ဘဲနဲ့ရွာကတခြားရွာသားတယောက်နဲ့ရုပ်ချင်းစင်နေဆိုပြီးသူ့ကိုလှပြောင်းခဲ့ကြတယ်။အချင်းကြာလာတာနဲ့အမျှသူ့ကိုယ်တိုင်ကလည်းသူ့ရဲ့သားကသူ့နဲ့မတူဘူးဆိုတာကိုသူတဖြည်းဖြည်းခံစားမိလာပြီးတော့ဒီအမျိုးသမီးကိုသူကပို့ပို့ပြီးတော့မုန်းလာခဲ့တယ်။1996ခုနှစ်ဇန်နဝါရီလရောက်တဲ့အခါမှာဒီအမျိုးသမီးကသူ့ရဲ့6နှစ်အရွယ်သားလေးကိုခေါ်ပြီးတော့အိမ်ကနေထွက်ပြေးသွားခဲ့တယ်။ အဲ့ဒီအချိန်ကစပြီးတော့လီယိုကတဖြည်းဖြည်းနဲ့ပြောင်းလဲစားပြုလာခဲ့တယ်။သူ့ကိုလူတွေကအရင်လိုမျိုးလှောင်ပြောင်တဲ့အခါမှာအရင်လိုမျိုး သူက တိတ်ဆိတ်မနေဘဲနဲ့ နင်တို့ငါအကြောင်းသိမယ်နင်တို့ငါကလစားပြန်ချင်မယ်ဆိုတဲ့စကားတွေကိုသူကပြောခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာရွာသားတွေကကြတော့အနှစ်30ကျော်လောက်သူတို့ဘာပြောပြောငြင်းခံနေခဲ့တဲ့သူကဒီလိုမျိုးပြန်ကလစားချင်မယ်ရေအဲတတိချာငါပြန်ကလစားချင်မယ်ဆိုတဲ့ပြောတဲ့စကားတွေကြတော့ရွာသားတွေအတွက်ကဟာသတစ်ခုကိုဖြစ်နေခဲ့တယ်။ဆိုတော့သူတို့ကဒီမျိုးပြောသမျှကိုခယူးမဆိုင်ဖဲနဲ့ပို့ပြီးတော့ပဲစောင့်ယူခဲ့ကြတယ် ဒါပေမဲ့တစ်ဖက်မှာတော့မြို့ကသူ့ရဲ့အကြံအစီကိုတိတ်တဆိတ်အကောင့်အထည်ဖော်နေခဲ့တယ်။သူကမိုင်းတွင်းမှာအလုပ်လုပ်တာကြောင့်သူ့အတွက်ဖောက်ခွဲရေးပစ္စည်းတွေရဖို့အတွက်ကအရန်ကိုလွယ်ကူနေခဲ့တယ်။သူလိုချင်တဲ့လောက်ဖောက်ခွဲရေးပစ္စည်းတွေရတဲ့အခါမှာတော့သူကအလုပ်ကိုထွက်စာတင်ပြီးတော့အလုပ်ထွက်ခဲ့တယ်။ပြီးတော့ဖောက်ခွဲရေးပစ္စည်းတွေကိုတည်ပြီးတော့သူကအိမ်ကိုပြန်လာခဲ့တယ်။ ဒီဖောက်ခွဲရေးပစ္စည်းလုပ်တဲ့အတော်အတွင်းမှာလည်းသူကပြင်းအားကိုပို့ပြီးတော့ကောင်းစေဖို့အတွက်အိမ်ဆောက်တဲ့အခါကျရင်ထဲ့တဲ့တန်ချောင်းတွေကိုမှသူက တသေးတသေးတသေးလေးတွေအပိုင်းပိုင်းညှက်ပြီးတော့ဒီဖောက်ခွေးပစ္စည်းလုတ်တဲ့ထဲကိုသူကရောပြီးတော့ထည့်ခဲ့တယ်။သူဖောက်ခွေးပစ္စည်းလုတ်လို့အပြီးမှကျတော့သူ့ရဲ့အချိန်ကောင်းရောက်မဲ့နေ့ကိုသူကစောင့်နေခဲ့တယ်။အဲ့လိုနဲ့ပဲဒီ2000ခုနှစ်မတ်လ29ရက်နေ့မှာဒီညုမီသားစုရဲ့မင်္ဂလာဆောင်ရှိတာကိုသူသိသွားတဲ့အခါမှာကြတော့သူ့ရဲ့အချိန်အကြာကြီးကလစားချိန်မဲ့အစီအစဉ်ကအောင်မြင်ဖို့အတွက်ကိုဖြစ်လာတယ်ဆိုတော့ သူ့ရဲ့မိမကလည်းသူ့အပေါ်မကောင်းပင်မဲ့သူ့မိမမွေးတဲ့သားကလည်းသူ့သားမဟုတ်ပင်မဲ့ဒီသူ့မှာရှိတဲ့သမီးနှစ်ယောက်ကတော့သူ့ရဲ့သွေးသားအရင်လို့သူကယုံကြည်နေတယ်ပြီးတော့သူကလည်းသူ့သမီးနှစ်ယောက်ကိုအရန်ချစ်တဲ့အတွက်ကိုပထမဦးဆုံး ပထမဦးဆုံးမှာပြောခဲ့တယ်လို့ပဲသူကဒီမင်္ဂလာပွဲသူ့လုံးမဲ့ဒီပောက်ကွဲမှုမှာသူ့သမီးနှစ်ယောက်ပါမှာဆိုတဲ့အတွက်ကြောင့်အဲ့ဒီရက်မှာသူ့သမီးနှစ်ယောက်ရဲ့ကြောင်းကိုတွားပြီးတော့သူကသုံးချိန်တိုင်းတိုင်းဒီမင်္ဂလာပွဲကိုမလာဖို့ကိုတတိပေးခဲ့ခြင်းဖြစ်တယ်ဒီပောက်ကွဲမှုမှာဆိုလို့ရှိရင်လူ 39ဦးတေဆုံးခဲ့ပြီးတော့အယောက်100ကျော်ကဒဏ်ရာရရှိခဲ့တယ်။အဲ့ဒီအပြင်ပေါ်မှာသူကိုယ်တိုင်ကခန္ဓာကိုယ်အစိမ့်စိမ့်အမွာမွာကွဲပြီးတော့ပေါက်ကွဲမှုမှာပဲတေဆုံးသွားခဲ့တယ်။အဲ့လိုနဲ့ရဲတွေကဒီပေါက်ကွဲမှုဖြစ်ပြီးတဲ့အခါမှာတင်းလူစားရှာမယ်ဆိုပြီးတော့လူရဲ့အင်ကိုသူတို့ကသွားခဲ့တယ်ပေါ့နော်။သွားတဲ့အခါကျတော့သူတို့ကအိမ်ထဲမဝင်ခင်မှာအိမ်ထဲမှာလည်းဘုံဖောင်ဘုံထောင်ခဲ့မှာကိုသူတို့ကသိပ်ပူပြီးတော့အရင်အိမ်ပပတ်လဲမှာဘုံရှိမရှိသူတို့အရင်စစ်ဆေးတာပေါ့လုံကြုံပြီလို့ တတ်မှတ်ပြီးတော့မှတက်သေးရှာတာပေါ့နော်အဲ့ချိန်မှာအခန်းထဲက တက်တာတစ်ခုထဲမှာသေတန်းစာတစ်စောင်ကိုသူတို့ကတွေ့ရှိခဲ့ဒီသေတန်းစာထဲမှာလည်းလုံးဝမမျောလင်းထားတဲ့ကိစ္စတစ်ခုကိုသူတို့ကတွေ့ရှိခဲ့ရအဲ့ဒါကဘာလဲဆိုတော့လွန်ခဲ့တဲ့1996ခုနှစ်တုန်းကအိမ်ကထွက်ပြေးသွားပါတယ်ဆိုတော့သူ့မိန်းမနဲ့6နှစ်အရွယ်ကလေးလေးကအိမ်ကထွက်သွားတာမဟုတ်ခင်းနဲ့သူကိုယ်တိုင်တက်လိုက်ပြီးတော့ခန္ဓာကိုယ်တွေကိုအိမ်သားထဲမှာပြစ်ထားတယ်ဆိုပြီးတော့တည်နှံစာမှာရေးသားခဲ့တယ်။အဲ့တော့မှရဲတွေကလည်းသူ့ရဲ့ ေတန်းစာအတိုင်းပဲအင်နာဂျင်းထဲမှာတွက်ထားတွက်ရှာတဲ့အခါမှာတကယ်ဒီအယိုးစုနှစ်စုကိုသူတို့တွေ့ရှိခဲ့ကြတယ်။ဒါလေးကတော့မင်္ဂလာဆောင်ဘုံပေါက်ကွဲမှုရဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ဆိုတော့ဒီဗီဒီယိုကိုကြည့်ခြင်းအားဖြင့်ကိုရီးယားလူမှုဘဝမှာလည်းပေါ့နော်။ကိုရီးယားတိလိုက်လို့ပဲဖြစ်ဖြစ်မတိလိုက်လို့ပဲဖြစ်ဖြစ်တစုံတဦးကိုစကားပြောဆိုတဲ့အခါမှာသူတစ်ပါးရဲ့အားနည်းချက်ကိုထောက်ပြီးပြောတာမျိုး ဖြစ်သွားတတ်တယ်ပေါ့နော်အဲ့ဒါလေးတွေကိုကိုရီးယားဆင်ကျင်ပြီးတော့ကောင်းမွန်တဲ့လူမှုအတိုင်းဝိုင်းတစ်ခုကိုတိဆောက်ဖို့အတွက်ကိုဆန္ဒပြုရင်းနဲ့ပဲဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါသေးရှင်ဆိုတော့နောက်ဗီဒီယိုမှာလည်းဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေပြပြသွားမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပြီးအားပေးကြပါအောင်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်